chỉ còn đi cho nó để nó sẽ tiền giao được nó Nế, ở nhà khó nế, khó là sẽ nế, tiếp chào nế chào tiếp 你，你，啊，你，啊，你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 ，东。你 les trois, la ni les dos, brigo brigo, ni tiene na banco, brigo, ni ama, tu ni ti ni, tu li nga chakon, si ni si 五。Cool. နှစ်ကိုရှစ်အနှစ်ကိုရှစ်နော်အနှစ်ကိုရှစ်နော်နှစ်ကိုရှစ်နှစ်ထိတ်နဲ့ပရိကူပေါ့နော်နှစ်ထိတ်နဲ့ပရိကူအဲ့ဒီမှာဒီဆယ်ွက်ပေါ့နော်ဒီဆယ်ွက်နှစ်ထိတ်နဲ့ပရိကူအဲ့ဒီမှာကျွန်တော်ဒီနှစ်တစ်ချောက်နှစ်ချောက်တစ်တကွက်ရွှေ့ပြလိုက်မယ်နော်မင်္ဂလာပါနော် အဲ့ဒီမှာကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ဝဲကအောင်းသွားတဲ့ဒီမှာနှစ်ဦးမှာ6ခု6ခုခွာတာတုံးကတ်ရှိတယ်လေနော်ဒီမှာကဒုတိယကတည်းကတတိယကကခွန်ကိုခွန်ကိုတဲခွာတယ်ဗောနော်ခွန်ကိုခွန်ကိုတဲခွာတယ်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့သူဇက်တိုက်တွေပဲလှုပ်လှုပ်ခဲ့တယ်ဒီမှာ893လို့အဲ့ဒီနှစ်ထဲမှာပဲသူကခွေတယ်အကျင်ကြီးကြိုက်တယ်နော်နှစ်အကွာဝေးလိုက်ကြိုက်တယ်အဲ့ဒီနှစ်ထဲမှာပဲသူဒီ893ဆိုပြီးတော့ခွေတယ်နော်အဲ့ဒီနှစ်ထဲမှာပဲဒီမှာ893ဆိုပြီးတော့ခွေတယ် အဲ့ဒါလို့သူ၈၉၃လို့ခွေပြီးတာနဲ့သူရဲ့ခါကခါတူကဆင်းပြီးခါပုံခါခါဆင်းပြီးတော့ပုံပါဝါ၈ပရိလို့ဒီမှာကျွန်တော်တင်ပေးပါရနော်အဲ့တော့ရှိချောက်ခွန်ဆိုပြီးရှေးပေါင်းလေးနဲ့တင်ပေးခဲ့တာဒီမှာ6ခါ6ခါမကစားဘူး6ခါကလုံးပိုင် ဖြစ်နေစင်းတာ3ခါဆိုတော့တဘာဝပဲလှည့်စားပြီပေါ့နော်6ခါတလုံးဆင်းပြီးအဲ6ခါကြောင့်6ပါဝါတစ်ပရိနဲ့သူကစားသွားတာကစားပြီးတော့သူ့အောက် ကစားပြီးတော့သူ့အကူလိုက်တဲ့ကဏ္ဍဟာရှေ့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၅နှစ်မြောက်ကကဏ္ဍဆိုတော့ကျွန်တော်ပြီးတဲ့ဘွယ်ကလိုက်ရှုံးမှာပြောခဲ့တယ်နော်ခွန်ရှစ်ခွန်နေကျွန်တော်ကနှလုံးပေါင်း၄ဆန်နဲ့၆၈ခွန်ဝန်းချင်းကင်ပြစ်လို့အဲ့တော့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၅နှစ်မြောက်ကကဏ္ဍအဲ့တော့သူ့အကူကြားတဲ့တင်္ဃာတစ်ကလည်းတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၅နှစ်မြောက်က၅နှစ်မြောက်ကတင်္ဃာတစ်တင်္ဃာတစ်ပဲအဲ့တော့ကျွန်တော်တို့ဒီမှာသူ့အကူကြားတဲ့ကဏ္ဍဟာလည်းတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၅နှစ်မြောက်က နှစ်ခုနှစ်ပဲသူကစားသွားတယ်။မင်္ဂလာပါနော်မိတ်ဆွေမင်္ဂလာပါဟန်လင်းမင်္ဂလာပါအဲ့အဲ့ဒီရောအဲ့ဒီလမ်းကျောမှာသူကစားနေတဲ့အကွက်ကသူ့အကူထပ်လိုက်တဲ့ကဏ္ဍဟာလေတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကကဏ္ဍမယ်နော်၄သုံးချက်ကလည်းအဲ့ဒီအဲ့ဒီနှစ်ထည့်က၄သုံးချက်ပဲဒီမှာသူ့ဘဝကဏ္ဍတော့မှာပဲနော်နှစ်ကတ်မှာတော့ဒီကတ်မှာတော့မတူဘူးပေါ့နော်ပရိငါးပြောင်ရိုက်သွားမလားသူ့အောက်ကိုလှက်လိုက်ရင်တော့ဒီမှာ၈နှစ်ငါပရိငါးရှိတယ်သူ့အောက်မှာရှိရင်မှ၃၄ရှိပရိငါးရှိတယ် ပေါ့နော်အဲ့ဒါကကျွန်တော်ပြောခဲ့တာက18ဟို16လေဟုတ်လားသူ့ရှေ့ရနှလုံးကိုရှင်းငါအခွားကိုအခွားလိုဝင်ပြီးတော့ပရင်ငါဖြစ်အောင်နှစ်ကားထည့်လိုက်တယ်ဒီမှာကသူ့ရှေ့ရဒီ3လေးအတွဲကို3လေးကိုအခွားထည့်ပြီးတာနဲ့ပရင်ငါဖြစ်အောင်ရှစ်ကားထည့်လိုက်တာအခုဒီမှာ16ဆိုတော့16ခွားပြီးတာနဲ့သူ့အောက်ကိုကြတဲ့ကဏ္ဍကိုပရင်ငါဖြစ်အောင်ရှစ်ကားထည့်လိုက်ရုံနဲ့16ရှစ်တခွက်ထည့်ရတယ်ဆိုတာကျွန်တော်ဟိုတနေ့ကလိုက်မှရှင်းပြတယ်နော်အဲ့အဲ့ဒါထက်ဆိုလိုချင်တာကကျွန်တော်ဗရိတ်ကူပြောချင်တယ် ပေါ့နော်ဒီဒီအထောက်ကနည်းနည်းမြင်သာလွန်သွားတော့ကျွန်တော်သိမကြိုက်တော့ဘူးပေါ့နော်ပရိငါးဆိုတော့မသိဘူးပြောင်းလို့သွားရင်တော့အဲ့တော့အဲ့ဒီဒီ၈၉၃ခွေတဲ့နှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာထူစားထူကြတာက၈နှစ်လို့ခါထောင်ပြီးတော့ဗိဋ္ဌက်ကစားထားတယ်၈နှစ်လို့ခါထောင်ပြီးဗိဋ္ဌက်ကစားထားတယ်သူ့အောင်မှာဗိဋ္ဌကူနော် အဲ့တော့ဒီမှာလဲခွန်ကိုလို့ခွာပြီးရတယ်သူကဒီ၈၉၃လို့အဲ့ဒီနေ့ထဲမှာဒီမှာခွေရတယ်နှစ်မှာပဲအဲ့ဒီနေ့ထဲမှာပဲသူက၈နှစ်လို့ခါထောင်ပြီးတာ ਨੇ ဗရိတ်ထက်ကစားထားတယ်နော်အဲ့သူကမှာဗရိတ်ကိုနော်ဒီနှစ်ကွဲထဲရမြာသတိထားမယ်နော်ဒီမှာဟိုက်နှစ်ကွဲထဲရမြာတကွဲမြာလိုက်ချသွားမလားနော် အဲ့တော့ကျွန်တော်တို့ဒီမှာ၈ကိုသုံးအဒီခွေနှစ်ထဲကားမှာပဲ၈နှစ်လို့ထောင်းလိုက်တာ ਨੇ ဗရိတ်ထက်နော်အဲ့တော့သူ့အောင်မှာဗရိတ်ကိုများလိုက်မလားဗရိတ်ကိုလိုက်ရင်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကအချက်စဉ်းစားမယ်တစ်ချက်စဉ်းစားမယ်ဆိုတော့အဲ့ဒီ ကျွန်တော်ကဗရိတ်ကိုရှေ့၅နှစ်မြောက်ကကနန်းသောနာကလည်းရှေ့၅နှစ်မြောက်ကကနန်းကနှစ်ကန်းနဲ့ခွဲဆော်သွားရင်ရှိတာကိုအဲ့တော့အဲ့ဒီနေ့ထဲမှာကျွန်တော်ပြောချင်တာကဒီကနန်းတစ်လိုက်ထွက်တယ်နှစ်ခုနှစ်တစ်ခုလိုက်ထွက်တယ်ပေါ့နော် ဒီခွန်ကိုခွာတဲ့ဒီရှစ်ကိုသုံးခွေတဲ့ရှေ့တနည်းနှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်မှာငါးနှစ်မြောက်မှာပထမဆုံးတစ်ထိတ်နဲ့ပထမဆုံးစကြတဲ့တစ်ဟာသူ့နှက်ခတ်ရှစ်နှစ်ဒီလိုအခွေသုံးလုံးရှစ်လို့သူကကစားတယ်ကစားပြီတာနဲ့သူကတစ်နော်တစ်နှက်ခတ်ရှစ်နော်နှက်ခတ်တွေသူကစားထားတယ်နော်အဲ့တော့ဒုတိယကြားခဲ့တဲ့တစ်နောက်ပိတ်ဟာ ။ပုံညပုံညနှစ်ခါခွန်ကြံနေတယ်နော်။အဲ့ခွန်မှတ်ထားမယ်နော်။အဲ့ဒါလို့ကြာပြီးတာနဲ့အဲ့တော့ပထမကကအဲ့လိုလှုပ်ဖြစ်ပြီးဆိုတော့ဒုတိယကကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ဒုတိယကမှာဒီ၈၉သုံးခွေတဲ့တိ၂၃၄၅၈၅နှစ်မြောက်မှာပထမဆုံးစကြတဲ့တင့်နောက်ပိတ်ဟာသူ့နှက်ခ၈နှစ်ခွေတယ်နော်ဒီလိုပုံစံတူဟိုမှာလဲ၈နှစ်ခွေနော သူ့နှက်ခတ်ရှင်းတဲ့ခွေဒုတိဒုတိယကြတဲ့တင့်နောက်ပိတ်ဟာပုံညာနဲ့ခွေတယ်အဲ့ဒီတင့်နောက်ပိတ်နဲ့ခဏအဲ့ဆိုကျွန်တော်တို့ဒီမှာရှစ်ကိုဆုံးခွေပြီခွေပြီဆိုတာနဲ့1 2 3 4 5 5နှစ်မြောက်ကပထမဆုံးစကြတဲ့တင့်နောက်ပိတ်ဟာသူ့နှက်ခတ်ရှင်းတဲ့ခွေပြီပြန်ပြီဒုတိယကြတဲ့တင့်နောက်ပိတ်ဟာပုံညာနဲ့ပုံသေးခွေရယ်နော်စိတ်ဝင်စားစရာလေနော်ဒီကောင်ဆိုအကျင့်ကြိုက်တော်ဖြစ်နေတယ်နော်ဒီမှာဟာလား ဒီကောက်ဆိုအကျိန်ကိုက်ဒီကောက်ဆိုနည်းနည်းဝေးတယ်သူနှစ်ကက်စီခွဲဆုံနေကြတယ်အဲ့တော့ပထမအဲ့ဒီဒီရှစ်ကိုသုံးခွေတဲ့ရှစ်တနည်းနည်းသုံးနည်းလေးနည်းငါးနည်းငါးနည်းမြောက်ကကနန်းဟာပထမဆုံးစကြတယ်တစ်တစ်တစ်နောက်ပိတ်ဟာသူ့နှစ်ခတ်တစ်ရှစ်နဲ့ဒီလိုပုံစံခွေတယ်ဒုတိယစဒုတိယကြတဲ့တင်းနောက်ပိတ်ဟာတုံရတဲ့ဒီလိုပြန်ခွေတယ်ပုံစံလူအဲဆိုရင်ဒီမှာကလည်း၈၉၃ခွေတယ်၁၂၃၄၅၅၈၅နေမြောက်က တင်းနောက်ပိတ်လို့ကြာတာနဲ့သူ့နှက်ခက်ရှစ်နဲ့ခွေတယ်ဒုတိယတင်းနောက်ပိတ်ဟာတုံညာနဲ့ခွေတယ်ဒီမှာတစ်လေးငါးဆိုတော့ခွေတယ်အဲ့တော့တတိယကမှလည်းသူကဒီပထမဆုံးစကြတာတင်းနောက်ပိတ်ကဒီမှာမှကြာတာတင်းနောက်ပိတ်လို့ကြာတာနဲ့သူကရှစ်နဲ့ခွေတယ်ဒုတိယကြာတဲ့တင်းနောက်ပိတ်ဟာတုံညာနဲ့ခွေတယ်အဲ့လိုသူကဒုတိယကြတဲ့တင်းနောက်ပိတ်ကနန်းတွေဟာတနည်းနည်းသုံးနည်းလေးနည်းငါးနည်းဒီရှစ်ခုဆုံးခွေတဲ့နှစ်ထဲမှာဒီကနန်းမဟုတ်ပါဘူးဒီခုနှစ်တက်လိုက်ထွက်တာ အဲ့ခုနှစ်တက်လိုက်ထွက်တယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးစကြတဲ့ဒီမှာကနန်းတက်နောက်ပိတ်လို့စကြတယ်ပထမဆုံးစကြတဲ့တက်နောက်ပိတ်ဟာ၈နှစ်ခွေရဒုတိယကြတဲ့တက်နောက်ပိတ်ဟာ၃ညနဲ့ခွေရအဲ့ဒီ၃ညဒုတိယကြတဲ့၃ညနောက်ပိတ်နဲ့ခွေရကနန်းဟာတနှစ်၂နှစ်၃နှစ်၄နှစ်၅နှစ်၅နှစ်မြောက်ကိုတက်ငါတက်ကလိုက်ထွက်တယ်ဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်တို့ကဒီမှာပထမဆုံးဒီ၈ခုသုံးခွေတဲ့၈၅နှစ်မြောက်ကကနန်းဟာတက်နောက်ပိတ်ဟာပထမဆုံးသူ့နှက်ခတ်၈နှစ်ခွေတယ် ဒုတိယတုံညာနဲ့ခွေရဲ့တင်တော့ပိအဲ့တုံညာနဲ့ခတ်ခွန်နေတဲ့ချိန်ဆက်ဆောင်မှာဒီမှာကသူကဆော့ပြီအဲ့တော့တစ်နဲ့ပတ်သက်နေမှုကသူကနက်ခတ်တွေနဲ့ကစားမယ်နော်တစ်နက်ခတ်ရှစ်ဒီတုံညာနက်ခတ်ကြောင့်ခွန်အဲ့ကောင်နဲ့တွဲပြီးကစားမှာအဲ့တော့ဒီကနန်းဟာနောက်9နှစ်မြောက်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကိုကျွန်တော်ဒီနေရာထည့်ခြင်းတယ်။ဘာကြောင့်ထည့်ခြင်းလဲဆိုတော့ဒီပထမဆုံးဆိုတာတင့်နောက်ပိတ်တတ်မှတ်ချက်ကိုနော်ပထမဆုံးစကြတဲ့တင့်နောက်ပိတ်ဟာရှစ်နှစ်ခွေပြီးတာနဲ့သူက တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်သူ့ရဲ့ဒီရှစ်နှစ်ခွေရနဲ့သူ့ရဲ့နောက်တစ်နှစ်ကျော်မှာဗရိတ်ရှစ်လို့ထွက်ပြီဆိုတာနဲ့သူကခွန်နောက်ပိတ်ရောက်မှာခွေတာဒီကောင်ချိတ်ဆက်ဆော့မှာပေါ့နော်ဒီအခွေတုံညကြောင့်ဒုတိယသူနဲ့တက်ဆိုတာသူနဲ့အတူတူပဲလीနော်သူ့ရဲ့သူရဲ့အဲ့တော့ဒီတုံဒုတိယတက်ကြတော့သူ့ညီပေါ့ဗျာဒုတိယကြလာတော့ဟုတ်လားတဘောတရားကအဲ့တော့တုံညနဲ့ခွေခဲ့ခြင်းကြောင့်တုံညနှက်ခခွန်နောက်ပိတ်ရဲ့နောက်မှာပဲကြာကြာပြီရဲ့နဲ့သူကဒီ နောက်ထောင်သုံးလုံးဆိုတဲ့ဒီခွန်နောက်ဘိတ်နောက်မှာပဲကြပြီးရတယ်အဲ့ဒီပရိရှိကအဲ့မှာကြတာအဲ့ဒီပရိရှိရဲ့ဒီခွန်ဘိတ်ရဲ့ဒီကနန်းသုံးလုံးခွန်သုံးရှိရအဲ့ဒီညမှာဒီမှာလိုက်ထွက်တယ်ပဲထားလိုက်တော့နော်သူ့ရဲ့နောက်နှစ်မှာလိုက်ထွက်တယ်ပေါ့ဒီခွန်နောက်ဘိတ်ရဲ့ကနန်းဟာအဲ့ဒီကောင်လည်းအကျင်ကိုက်ကိုဒုတိယတုံညာဖြစ်တဲ့ကနန်းဟာအကျင်ကိုက်ကိုထဲတာ1 2 3သုံးပင်ရဲ့အောက်ကိုအဲ့ဒီကနန်းလိုက်ထဲတယ်အဲ့ဆိုရင်တတိယကံမှာလည်းသူကပထမဆုံးစကြတဲ့တင်းနောက်ဘိတ်ဟာ၈နဲ့ခွေပြီးဒုတိယစဒုတိယကြတဲ့ တစ်ဟာတုံညာနဲ့ခွေရောတုံညာနှက်ခတ်ခွန်ဆိုပြီးတော့နောက်တစ်နှစ်ကျော်မှခွန်နောက်ပိတ်ရဲ့နောက်မှာတစ်နောက်ပိတ်ရဲ့နှက်ခတ်ရှစ်ပရိတ်တယ်လိုက်တာဒီမှာနော်နော်နောက်နှစ်ထဲမှာ तू ဟာဒီတုံညာဒုတိယတစ်နောက်ပိတ်ရဲ့တုံညာနဲ့ပုံသေးခွေခဲ့လို့တုံညာနှက်ခတ်ခွန်ဆိုပြီးခွန်နောက်ပိတ်ရဲ့နောက်မှာသူ့ရဲ့နောက်နှစ်ထဲမှာကတ်လိုက်တာကပထမဆကြခဲ့တဲ့တစ်ရဲ့နှက်ခတ်ရှစ်လို့ခွေခဲ့တဲ့ပရိတ်ရှစ်ပဲပုံစံကို तू ကလိုက်ထည့်တာထည့်ပြရတဲ့ तू ကနေတစ်ပင်နှစ်ပင်သုံးပင်သုံးပင်ရဲ့အောက်မှာ လိုက်ထည့်တဲ့ခဏသူ့သူ့ညီဒုတိယမြောက်ထွက်တဲ့တုံညာနဲ့ခွေခဲ့တဲ့ break အဲ့တင်ဒုတိယတင်းနောက်ပိတ်ရဲ့တုံညာခွေခဲ့တဲ့ခဏဖြစ်နေတာဒီဘက်ကလည်း break ရှိရဲ့အခြေကက်ကိုဖြစ်နေတာခွန်နောက်ပိတ်ပဲနော်အဲ့လိုခွန်နောက်ပိတ်ပုံသေးတဲ့ကြောင့်ဒီခွန်နောက်ပိတ်နောက်ထောင်သုံးလုံးနှစ်သုံးခွန်ကနောက်နှစ်ကိုထွက်တာမနောက်နှစ်ကိုကစားခဲ့တယ်နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာကလည်းဒီ၈၉၃ခုလို့၈၅နှစ်မြောက်ကဒီ၂၆တိကိုကျွန်တော်ကဒီနေရာကိုထည့်ခြင်းတဲ့သဘောက ပထမဆုံးဆော့ထထွက်ခဲ့တော့သူကတက်နောက်ပိတ်လို့ဆက်ထွက်ခဲ့တော့ရှစ်နဲ့ခွေခဲ့ခြင်းကြောင့်ဗရိတ်ရှစ်ကိုနောက်တစ်နှစ်ကျော်မှာဗရိတ်ရှစ်လိုက်ထွက်ဖို့အတွက်ကိုသူကဒီမှာအခွေ၃လုံးတုံညကြောင့်တုံညနဲ့ကခုံးဆိုပြီးသူ့ရဲ့နောက်နှစ်ထဲမှာခွန်နောက်ပိတ်ရဲ့နောက်မှာအဲ့ဒီခွန်ရှစ်သုံးခွန်လိုက်ထွက်တာဗရိတ်ရှစ်ထွက်ပြီးရတဲ့သူ့ရဲ့ဒီခွန်နောက်ပိတ်ရဲ့ပုံသေးဒီနောက်ထောင်၃လုံးခွန်၅ခွန်ကအဲ့ဒီနောက်နှစ်ထဲမှာပဲဒီမှာခွန်၅ခွန်လိုက်ထွက်တာနော်ခွန်၅ခွန်လိုက်ထွက်ခဲ့တာ၃ွက်လုံး ဲ့တော့ဒီမှာ तू ကနေတစ်ချိန်နှစ်ချိန်သုံးချိန်ရအောင်မှကြားတဲ့ကနဟာအဲ့ဒီရှေ့၅နေမြောက်ထဲကတက်နောက်ပိန်းနဲ့ဒုတိယတက်နောက်ပိန်းနဲ့၃ညခွေခဲ့တဲ့တက်နောက်ပိန်းနဲ့ကနန်းဘရိတ်ကိုနှစ်တချောက်ပေါ့နော်နှစ်တချောက်အဲ့တော့ဒီဆယ်ကွက်ကိုကြိုက်တဲ့ဆိုရင်တော့ထိုးပေါ့နော်ဒီဥစ္စာကဒီနှစ်ထိတ်နဲ့ဘရိတ်ကိုပေါ့နော်နှစ်ထိတ်နဲ့ဘရိတ်ကိုခဏလေးကျွန်တော်ပြန်ရေးပြမယ် ဒီမှာပေါ့နော်အဲနှစ်ထိတ်နဲ့ပရိတ်ကိုလိုက်ရှိသေးတယ်အဲ့တော့နှစ်တစ်6ကတော့ကျွန်တော်ကပို့ကြိုက်တာပေါ့နော်နှစ်တစ်6နှစ်6တိနှစ်ကွက်ကိုပို့ကြိုက်တယ်ဒုတိယကြိုက်ဆိုဒီနှစ်90ဘာအောင်ဆိုရင်အဲ့ဒီနှစ်90နဲ့ကျွန်တော်စိတ်ထဲထည့်နေတယ်နော်သူရဲ့စိုက်အရေးကြီးရတာနှစ်ကွက်ထဲကတစ်ကွက်ကိုဒီနှစ်လိုက်ထွက်မယ်လာလို့လေအဲ့ဆိုရင်မွေးထားနိုင်ကောင်းတယ်နော်၁၀ကွက်လုံးကိုကျွန်တော်အပိုင်လို့တော့မပြောချင်တာ ခဲလုံးကမပေါ့ဘူးကြတဲ့သူတွေနှစ်ထိတ်နဲ့ဗရိတ်ကိုဆယ်ခွက်လုံးကိုအပတ်စင်လေးမွေးသွားရင်ကောင်းမယ်မွေးနိုင်တယ်လူတင်ထိုးကတော့အဲ့26တင်26တင်နဲ့290ပတ်လေတင်ထိုးပေါ့နော်ဒီကနန်းတွေကကျွန်တော်၅ချက်လုံးကစားထားလာနော်ဒီကနန်းတွေက၅ချက်လုံးသူကျွန်တော်ကစားလာတာနော်ဒီနားမှာအဲ့ရှစ်ကိုလေးတွေလည်းပေါ်မွေးအောင်သွားပြီလေအဲ့ဒီငါးကတ်လိုင်းထဲမှာဒီ၃ထိပ်သူ့အောက်ကဒီ၃ထိပ် ဒီလေးထိပ်ဒီသုံးရထိပ်ဒီခွန်ထိပ်အဲ့ဒီခွန်စရာတွေကအများကြီးနော်ခွန်စရာတွေကအများကြီးဒီရှေးပေါင်း2ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း4လို့ကျွန်တော်တောက်လျှောက်ကျွန်တော်ရေကစားလာတယ်ပေါ့နော်ကစားလာတာကဒီမှာ3ထိပ်ကိုသူက3ပုံညာတွဲခဲ့လို့ ုံးတုံညာတွဲခဲ့လို့အဲ့ဒီနှစ်ထဲမှာတစ်ချိန်ထဲမှာပဲသူကတုံးတုံညာပုံစံတွဲရတဲ့ရှစ်ထိတ်ရှစ်ထိတ်နောက်ပေါင်းခွန်နောက်ပေါင်းခွန်ဆိုပြီးသူကစားတာပုံသေးသူအဲ့လိုတွေကစားခဲ့တာအဲ့ဒီခွန်နေကသူကအလုပ်လုပ်တယ်နော်ဒီကောင်မဒီကောင်မတိုင်ခင်သူရှစ်နှစ်ထဲမှာသူကမျောဆော်တဲ့သဘောငါးကပ်ပေါ့နော်ငါးကပ်မြောက်ကိုဒီကောင်ပေးသွားပြီခွန်နောက်ပိတ်ရဲ့နောက်ကကနန်းဟာအပေါ်ကဝမ်းချင်းကနန်း ဒါကပထမကတ်ပေါ့နော်အဲ့တော့နောက်နေ့ထဲမှာ तू ကရှေးပေါင်းနှစ်မူပုံစံဆော့တာပေါ့နော်စီကြောမျောဆော့တာအဲ့တော့ဒီအဲ့ဆိုရင်ဒီကောင်ခွန်နောက်ပိတ်ရဲ့နောက်မှာသူ့ရှေ့နေ့ထဲမှာခွန်နောက်ပိတ်ရဲ့ကနောက်ကကနန်ဝမ်းချင်းမကစားဘူးလေဟုတ်လားခွန်နောက်ပိတ်ကခွန်နောက်ပိတ်ရဲ့နောက်ကကောင်ဝမ်းချင်းကစားတာဒီကတ်မှာစားကစားတာအဲ့ဆိုရင် तू ငါးကတ်ပြည့်သွားပြီလှုပ်လှုပ်တာကျွန်တော်ပြီးခဲ့တဲ့နှစ်က6 6000မန်ပါမှာအောင်ခဲ့တာလေမန်ပါ10ကွက်ဒီဘက်ကောပြထားပါတယ်အဲ့တော့ဒုတိယနှစ်မှာလည်းဒီနှစ်ထဲမှာလည်းဝမ်းချင်းကိုသူကခွန်နောက်ပိတ်ရဲ့နောက်ကကောင်ကိုဝမ်းချင်းကစားမှာ မခွန်နောက်ပိတ်ရဲ့ကောင်းနောက်ကကောင်းကိုသူကဝမ်းချင်းကြီးကစားခဲ့တာဒီခွန်စရာတွေအဲ့တော့တနှစ်နှစ်နှစ်အဆော့သွားတယ်သုံးနှစ်မြောက်မှလည်းသူကဒီမှာခွန်နောက်ပိတ်ရဲ့ခွန်နောက်ပိတ်ရဲ့နောက်က136ဒီမှာတော့အပီးပေါက်ကိုဝမ်းချင်းယူစားလိုက်ခွန်နောက်ပိတ်ရဲ့နောက်ကကောင်းဝမ်းချင်းเนาะအဲ့တော့ဒီနှစ်မှာဝမ်းချင်းကိုလည်းသူကဒီမှာခွန်နောက်ပိတ်ရဲ့ဟမ်ဒီမှာခွန်နောက်ပိတ်136ခွန်ရဲ့နောက်က8ခွန်နှစ်ကိုအပေါ်က2ခွန်နှစ်ဝမ်းချင်းကစားတာ ပေါ့နော်ဒီမှာ तू ကစားသွားပြီပေါ့ကစားသွားပြီအဲ့ဆိုရင် तू ကဒီမှာခွန်နောက်ပိတ်ရဲ့နောက်ကဒီမှာနောက်အုံးခွန်863သုံးကို तू ပွဲ843ဝမ်းချင်းကစားတာအဲ့မှာကျွန်တော်တို့ကတခြားလိုင်းနေနေ83အခွက်အောင်ခဲ့တာနော်အဲ့တော့ तू ကဗနဲ့ချက်ပြီးတော့တစ်ချက်နှစ်ချက်၃ချက်၄ချက်၅ချက်လုံး तू ကစားသွားတယ်ကစားသွားတဲ့အတွက်ကြောင့် तू ဖြစ်နိုင်ရည်ရှိတာကဒီခွန်တွေကို तू ကပြန်ကစားမယ်ပေါ့ ဘယ်လိုပြန်ကန်စားမလို့ဆိုကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်သူ၈နှစ်ထဲမှာဒီမှာနှစ်ထိတ်ကိုကြည့်လိုက်နှစ်ထိတ်နဲ့ तू ကနောက်ပေါင်းခွန်လို့ तू မကစားထားဘူးအနှစ်နှစ်ပါဝါခွန်ပေါ့နော်နှစ်ပါဝါခွန်ဆိုပြီးခွန်ထိတ်ကို तू အဲ့ဒီနေရာမှာမကစားဘူးအဲ့တော့ဖြစ်နေချင်ရှိတာကဒီ၅ရက်ကက်ကနေ तू ကမျောကစားလာတဲ့ဘောဒီသုံးမှာသုံးထိတ်သုံးထိတ်၄ထိတ်သုံးရထိတ်ခွန်ထိတ်အဲ့တော့ဒီသုံးမှာကြတော့ तू ကသုံးရနဲ့ပုံစံတွေ့ချင်းကြအောင်လား तू ကတံပိုးတူတဲ့အတွက်ကြောင့် ရှစ်ထိတ်ကိုသူကတက်တစ်ချိန်တည်းမှာပေးတာဒီသုံးလိုပဲပုံစံတစ်ချိန်တည်းပေးပြီးတော့နောက်ပေါင်းခွန်ပုံသေးတွေနဲ့ကစားတယ်အဲ့ဒီခွန်ခွန်နောက်ပိတ်နဲ့နောက်ကောင်ဝမ်းချိမလို့အဲ့ဒီခွန်ကိုဒီမှာလာပြီးတော့နောက်ပေါင်းခွန်နဲ့ပုံစံကစားတယ်သူ့ရဲ့နောက်နေ့ထဲကျတော့ဒီသုံးနှစ်ကျတော့သူဘလို့လောက်လာတော့ဆိုတော့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကစီနီယာလေးတွေခင်လာတာရှေ့ရှေ့နှလုံးပေါင်း၅ရှေ့နှလုံးပေါင်း၆ရှေ့နှလုံးပေါင်းခွန်ကိုအဲ့ဒီရှေ့နှလုံးပေါင်း၅ကြောင့်ဒီကောင်းရဲ့ပါဝါ1 2 3 4 5 5ချိန်မြောက်မှာ6ထိတ်နဲ့နောက်ပေါင်းခွန်ဆိုပြီးကြတာ ဒီမှာကျတော့လေရှေးပေါင်း6ကြောင့်ဒီတုံညာထိတ်နဲ့တဲခဲ့လို့တုံညာပါဝါ9ထိတ်ကိုသူကနေရှေးပေါင်း6ကြောင့်6ကြိမ်မြောက်စဉ်2ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်6ကြိမ်မြောက်မှာဒီတုံညာထိတ်ကြောင့်တုံညာပါဝါ9ထိတ်ဆိုပြီးစဉ်လာအဲ့တော့ကျွန်တော်တို့ဒီမှာရှေးပေါင်းခွန်ကြောင့်ခွန်ထိတ်ကြောင့်ခွန်ပါဝါ2ကိုဒီခွန်ကြောင့်1 2 3 4 5 6ခွန်9ကြိမ်မြောက်မှာနှစ်ထိတ်လို့စဉ်ပါ ဲ့ဒါလို့နှုတ်ကနှစ်ထိတ်လို့ဆင်းပြီဆိုတာနဲ့သူကနောက်ပေါင်းခွန်ပုံသေးတွေနဲ့ကစားတာစောနာက30မှာ3390မှာဒီထိတ်စီးကိုပါဝါလန်ခြင်းနဲ့ထိတ်စီးကိုပါဝါလန်တော့3390တံပိုးတူတာဖြစ်ချင်းကြောင့်သူရှေ့တွဲဟာဒီမှာတတ်မှတ်ချက်တစ်ခုကတစ်ချိန်ထဲမှာလာဖြစ်တာဒီမှာကျတော့သူကလှည့်စားပြီးရှေ့ပေါင်းဒီမှာရှင်းလုံးပေါင်းကတံပိုးတူတော့ဒီရှင်းလုံးပေါင်းကြတော့စီနီယာနဲ့ဖြစ်လာတာ96ခွန်ဆိုတော့အဲ့96ခွန်ကို9ချိန်မြောက်မှာဒီ၄ပါဝါ6ထိတ်စီ3 ီရှေးပေါင်း6ကြောင်6ကြိမ်မြောက်မှာဒီတုံ့ရပါဝါ9ထိပ်စီဒီခွန်ထိပ်ရောက်ရှင်းလုံးပေါင်းခွန်ကြောင်9ကြိမ်မြောက်မှာဒီခွန်ပါဝါ2ထိပ်စီဆိုပြီးကစားတဲ့အချိန်နောက်ပေါင်းခွန်လည်းကျွန်တော်ကကစားမှာအဲ့ဆိုရင်ဒီ9ကအထောက်နဲ့ရှိလို့ကျွန်တော်ကပြလိုက်တာပေါ့နော်အဲ့ဒီမှာသူက3ချက်နဲ့ခွဲဆော်သွားမလားဘာကြောင့်လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နေ့ကဒီနေ့မှာ9တုံ့ညတုံ့မှာဗရိတ်ရှိအောင်ခဲ့တဲ့ line လေးဗရိတ်နှစ်နှစ်နောက်ပိတ် အဲ့ဒီနှစ်ကနှစ်ပါဝါဒီမှာနောက်ပေါင်းခုံဆိုပြီးတော့ထိတ်စည်းရသူ့အပေါ်ကသုံးကန်နဲ့ခွဲလို့သွားရင်နော်ငါးချိန်မြောက်ကထိတ်စည်းကနန်းဟာငါးချိန်ဆင်းပြီးပါဝါရိုက်တာဒီပရိနှစ်နှစ်နောက်ပိတ်ကြောင့်နှစ်ပါဝါခုံဆိုပြီးကစားတာအဲ့ဒီကောင်ကအဲ့ဒီပရိနှစ်ဟာဒီအခွေ၃လုံး၆ခုနှစ်ခုံဆိုတဲ့၆ဟာသူ့ရဲ့မြင်းကုံမှာဒီမှာလှမ်းပြီးတော့ပရိ၆ဆိုပြီးကစားတာပထမကအဲ့တော့ဒုတိယကမှာလည်းသူကဒီမှာပရိနှစ်နှစ်နောက်ပိတ်လို့ကစားပြီးကစားပြီးဆိုတော့ねသူ့ရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်တပင်ကျော် သုံးချိန်မြောက်မှာသူကနောက်ပေါင်းခုကစားပြီးတော့ထိတ်စီးရသူ့ရဲ့အပေါ်ပုံညာထိတ်ကရှေးပေါင်း6ကြောက်အောင်6ချိန်မြောက်ဆင်းပြီးတုံညာပါဝါ9ထိတ်နဲ့ကစားခဲ့တာဒီလိုကစားတာအဲ့ဒါလိုပဲဒီမှာဒီကအခွေ3လုံး6ကိုဒီမှာကြတော့သူကစီနီယာဖြစ်တာအခွေ3လုံးခွန်အဲ့ဒီခွန်ဟာသူ့ရဲ့ဒီမြင်းကုံမှာစက်တိုက်ပဲဗရိတ်ခွန်ဆိုပြီးကစားတာအဲ့တော့ဒီမှာလည်းသူကဗရိတ်နှစ်နှစ်နောက်ပိတ်လို့ကစားပြီးကစားပြီးဆိုတာနဲ့အဲ့ဒီနှစ်ဟာတစ်ချိန်နှစ်ချိန်သုံးချိန်သုံးချိန်မြောက်မှာနောက်ပေါင်းခွန်ဆိုပြီးဒီမှာထည့်မယ် နှစ်ပါဝါဗရိတ်နှစ်နှစ်နောက်ပိတ်နှစ်ပါဝါနောက်နှလုံးပေါင်းခွန်ဗရိတ်နှစ်နှစ်နောက်ပိတ်နှစ်ပါဝါနောက်နှလုံးပေါင်းခွန်ဗရိတ်နှစ်နှစ်နောက်ပိတ်နှစ်ပါဝါနောက်နှလုံးပေါင်းခွန်ဆိုပြီးကစားတဲ့အချိန်ဒီထိပ်စည်းတွေကသူ့အပေါ်ကဒီရှေးပေါင်း၅ရှေးပေါင်း၆ရှေးပေါင်းခွန်စီနီယာဆော့လာတဲ့ထိပ်စည်းတွေရဲ့ပါဝါကိုသူ့အကြိမ်ကြိုက်လိုက်တိုင်းဒီလိုမျိုးလိုက်ဆင်းတဲ့သဘောအဲ့တော့၉၅နှစ်ထိပ်ကိုဒီမှာ၄၃ခွန်ရဲ့ပါဝါ၉၅နှစ်ထိပ်ဆိုပြီးတော့သူကကစားထားတယ်ကစားထားတဲ့ချိန်ဒီမှာရှိအခွေ၃လုံး၆ကို၆ပရိအခွေ၃လုံးခွန်ကိုခွန်ပရိအခွေ၃လုံး ဒီမှာအခွေသုံးလုံးကို2ခွန်8ကိုဒီမှာ10ပြည့်ဆိုပြီးသူကလမ်းကစားတာအဲ့တော့6ခွန်8ဆိုတဲ့ပြေးလမ်းနဲ့သွားပြီးတော့ဒီမှာပရိတ်နှစ်နှစ်နောက်ပိတ်နှစ်ပါဝါနောက်နှလုံးပေါင်းခွန်ပရိတ်နှစ်နှစ်နောက်ပိတ်နှစ်ပါဝါနောက်နှလုံးပေါင်းခွန်ပရိတ်နှစ်နှစ်နောက်ပိတ်နှစ်ပါဝါနောက်နှလုံးပေါင်းခွန်ဆိုပြီးကစားမယ့်အချိန်မှာကျွန်တော်တို့ကဒီနှစ်ထိတ်နဲ့ပရိတ်ကို10ခွက်ကိုဒီကောင်ကမွေးထားတင်ပါတယ်နော် ဒါကမန်ပါတဲ့ကဒူးအကြိုက်ကဏ္ဍဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ကျွန်တော် organan ချန်ထားတယ်မပြတော့ဘူးเนาะဘာလို့ဆိုတော့ကျွန်တော်ပြတာတော်တော်များနေပါပြီကံမလိုက်သေးလို့ဒီဘက်ကလူတွေကရတာများတယ်ရှစ်ချောက်ခုနေတော့လည်းကျွန်တော်တင်ပြီးနေဗျာပြီးခဲ့တဲ့ပိုးရလည်းနှစ်နှစ်ခုဟိုကျွန်တော်ကရှစ်ချောက်ခုဝမ်းကျင်းကိုကြိုက်နေလို့လားကျွန်တော်ပြောခဲ့တယ်နောက်တွဲကနောက်တွဲဖြုတ်ရှေးပေါင်းလေးလည်းကြိုက်တယ်ဆိုတော့ညာကူတဲ့လူဆိုရင်ရမယ် တစ်ချိန်ကလည်းနှစ်ခုနှစ်ကဝမ်းကျွန်တော်ကမွေးကနန်းလို့ပြောထားဘူးလေကိုမန်းနေဒီမှာတော့မှန်ပါတယ်နေကိုရှိအဲ့တော့ဒီဆယ်ကွက်ဟာဒီနှစ်မှာဒီတစ်ချိန်မထွက်ရင်တော့မွေးကျင်တဲ့လူဒီဆယ်ကွက်ကိုမွေးတာဒဲဆိုင်ပဲနော်ဒီငါကက်လိုင်းကခေါ်မွေးနေတဲ့ကြီးရှိကူးလေးမှလည်းအောင်ခဲ့တာလက်တွေ့နေနော်အဲ့ဒီငါကက်ရဲ့အထာကိုပဲကြီးဒီနောက်ပေါင်းခွန်ပုံသေးတွေပဲတွေ့ဒီ၃ထိပ်ကြောင့်၃ပါဝါ၈ထိပ်နဲ့နောက်ပေါင်းခွန် ီမှာအောင်ပြီအဲ့တော့ဒီ၃ထည့်ကြောင့်၃ပါဝါ၈ထည့်နဲ့နောက်ပေါင်းခွန်ဒီမှာအောင်ပြီဒီ၄ထည့်ကြောင့်၄ပါဝါ၉ထည့်နဲ့နောက်ပေါင်းခွန်ဒီမှာအောင်ပြီဒီ၃ညထည့်ကြောင့်၃ညထည့်၃ညပါဝါ၅ထည့်နဲ့နောက်ပေါင်းခွန်ဒီမှာအောင်ပြီဒီခွန်ထည့်ကြောင့်ခွန်ပါဝါ၂ထည့်နဲ့နောက်ပေါင်းခွန်ဒီနှစ်မှာလာရမှာအဲ့တော့ကျွန်တော်တို့ကျွန်တော်ဆောင်းနာက၈ခုသုံးခွေတဲ့လမ်းရဆိုဒီ၄ခွက်ကိုတော့မှာနော်ပူကြိုက်တယ်အဲ့တော့ဒီ1 1 6နဲ့1 6တိကကျွန်တော်မှဗားရဲကအော်ဂနန်းတစ်ခွက်ပါနော်အော်ဂနန်းတစ်ခွက် share over တော့မဟုတ်ပါဘူးเนาะဒါကကျွန်တော်ဒီဘက်တော့မျှဝေပေးလိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာเนาะထိုင်းထီတွေချဲတွေပောက်ကြပါစေလို့เนาะအားကျွန်တော်ဒီလောက်ပါပဲเนาะအားလုံးပဲမင်္ဂလာပါ